မင်္ဂလာပါဗျာကျွန်တော်ညီလေးညီမလေးတို့ကိုအကြံလေးတစ်ခုပေးချင်လို့ကိုကနေပြီးတော့လက်ရှိခြေနေမှာဟိုစီစဉ်ဥစ္စာပြေဝသူမဖြစ်သေးဘူးမဖြစ်သေးဘူးเนาะမဖြစ်သေးဘူးဆိုရင်မိမိစိတ်ထဲမှာအာမငင်နေအာမငင်နေလုံးဝအာမငင်နေဖြစ်နိုင်ကြီးဖြစ်နိုင်ဖို့ခွင့်ရေးမိမိမှာရှိတယ်လို့သိရမယ်เนาะ ဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ငငယ်တုန်းကနေကန်ရွာမှာကြောင်းနေတော့ကျွန်တော်ကနေကန်ကြောင်းမှာနေတဲ့သူဆိုတော့တော်တော်တို့လူမှာကျွန်တော်ကနေကန်ဆီယမားတွေကိုဖိတ်တယ်ပေါ့နော်ဖိတ်တဲ့ခါကျတော့ကျွန်တော်တို့တန်ပိုင်ဆီယမားဆီယမားဒေါ်ဟီမောအတော်ကြီးဆွေတို့ဆီယမားဒေါ်ရင်နူးတို့ဟိုဆီယမားဒေါ်တင်ဆောင်တို့ဆီယမားဒေါ်ဆဆန်းမြင်းတို့ပြီးတော့ဆီယမားဒေါ်ခန့်ခိုင်ထွန်းတို့ဆရာကြီးဦးအေးလွင်တို့အများကြီးပေါ့နော် အဲ့တော့ဆရာဆရာမတွေကိုဖိတ်တဲ့ခါကျတော့အဲ့မှာကျွန်တော်ကကျွန်တော်ရဲ့တန်းပိုင်ဆရာမဆရာမတော်မဟုတ်ဆရာမဟာတအားတို့အိမ်မုံလေးလိုက်စားပါဦးအလူလာတဲ့ခါမှာအေးသားလဲလိုက်မှာပေါ့တဲ့လာမှာပေါ့တဲ့ဆရာမအဲ့လိုပြောတော့အလူကနေပြီးတော့ကျွန်တော်တို့အကန်ကျွေးမွေးလာပြီးတော့ဆရာမကကျွန်တော်တို့အိမ်ကိုလိုက်လာတာလိုက်လာတဲ့ခါခြေချင်းရှောက်တာပေါ့နော်ဟိုးနောက်ချောင်းပေးမှာရောက်နေတာဆရာမလို့ဟာထိုင်မောင်းခမားလို့ဆိုတော့ဆရာမထိုင်ပြီးတော့ဆရာမဟိုကျွန်တော်တို့ချီနီလေးကိုကြည့်ပြီးတော့ဆရာမမျက်ရည် ကြတာပေါ့နော်ဟိုလိုငိုတဲ့ဆင့်တော့မဟုတ်ဘူးမျက်ရည်ဝဲပြီးတော့မျက်ရည်လေးတွေဆ iam မဆုပ်ပြီးမျက်ရည်တွေကျနေဆ iam မဘာလို့မျက်ရည်ကျရတယ်လဲဆိုကိုတပည့်လေးကိုဆင်းလဲဆင်းရဲတဲ့ခါကျတော့ဟိုစိတ်ထဲမှာမကောင်းဘူးပေါ့နော်ချစ်လဲချစ်တဲ့တပည့်လေးအဲ့ခါကျတော့ဆ iam မဘာလို့လဲဆိုတော့ဆ iam မကိုအဲ့ဒီမှာမြည်လေးတွေလက်ဖက်တုပ်လေးတွေကျွန်တော်ကြက်ဥကြုံလေးတွေကျွန်တော်တို့ကတဲတာပေါ့တဲတော့တင်းလေးကသေးတယ်ဗျာတက်ကြဲတဲလေးခေါမိုးကတဲရွှေကာသာဆိုတော့ခေါမိုးတွေလည်းမလုံဘူး ဆ ्याम မပုံမိုးတွေမော့ကြည့်ပြီးဆ ्याम မမြိတ်တွေဝင်တာအံ့နေဆ ्याम မဘာပြောလဲဆိုတော့အမေကိုအန်တီရဲ့တဲ့ဟိုမောင်မင်းစိုးလေးကိုတဲ့မွေးစားပြရစေတဲ့ကျမကဘွဲရတီထားပေးပါမယ်တဲ့ခိုင်းမစားပါဘူးတဲ့ဘွဲရပြီးရင်အန်တီပြန်ခေါ်ပါတဲ့ဒီကလေးကစာလဲတော်လို့ကျွန်တော်ဘွဲရတီထားပေးခြင်းပါတယ်တဲ့သူ့ဟိုတဲ့ဟိုចောင်းပြီးအောင်ဘွဲအောင်မထားပြီးမှဆိုတယ်တဲ့ မထားနိုင်မှလည်းစိုးတာပေါ့နေရာခြေနေလေးနဲ့ပုံစံလေးကြည့်လိုက်တဲ့ခါမှာဆရာမအားမရဘူးအဲ့ခါကျတော့အဲ့လိုပြောတော့မေကဟုတ်ကဲ့ပါဆရာမရဲ့တဲ့ကျွန်မစဉ်းစားပါမယ်ဆိုမေကအဲ့လိုပြောပြီးတော့ဟိုအဲ့တဲ့မေကတော့ဟွာနေပါစီတော့တဲ့အမေရှိတာလေးနဲ့အေးတူပူမြပေါ်တာရဲ့တဲ့ရှိတာလေးနဲ့စားပါတဲ့အမေကြောင်းထားနိုင်တယ်လို့တော့ထားပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးလေးနေပြီးတော့ကျွန်တော်လေးတန်းမယ်ကျွန်တော်တက်ခွင့်ရခဲ့ပါတယ်ဒါနော်လေးတန်းကိုကျွန်တော်ပြီးအောင်မတက်ခဲ့ရဘူး ပြီးအောင်တက်ခဲ့အောင်ကျွန်တော်ဟိုမိသားစုချင်းလေးလေးနဲ့ဆိုတော့မေရဆက်မှုဆောင်ကလည်းတိုးတက်လာတယ်ကျွန်တော်တို့ဆက်မှုဆောင်ကြီးအဲ့ကြတော့မေရအနေပြီးတော့ဟာဟိုဗီဒီယိုကားတွေထဲမှာလည်းကျွန်တော်တို့ဟိုဇက်ကားတွေကြည့်မယ်ဆိုရင်ဝက်ရှော့မှာမင်းသားတွေကနေလိုက်ပြီးတော့ခဏလေးနဲ့ဟွာတတိတွေဖြစ်ကုန်တာလေအဲ့ချိန်ကျတော့အဟုတ်မှတ်တာကျွန်တော်တို့ကလည်းပြီးတော့ဆက်မှုဆောင်မှာရှိနေတဲ့ဟွာကျွန်တော်တို့ဆက်မှုလုပ်ငန်းရှင်ကြီးတွေကလည်းဝက်ရှော့ဆရာကြီးတွေကလည်း ဘယ်လိုပြောရမလဲခြေကံလူတန်းသားတွေကနေတက်သွားပြီးအောင်မြင်ကြတာဆိုတော့အတော့အားကျစရာကောင်းပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းကားလည်းကောင်းမွန်တက်ခြင်းနဲ့ဒီကားပြင်တဲ့ဝက်ရှော့ဆရာဘွားကိုပညာသင်ခြင်းနဲ့ဇာကားတွေတည်းကြည့်ပြီးတော့ကျွမ်းကျင်လို့လားသိလို့လားဘာမှမသိပါဘူးအဲ့ဒါနဲ့မိသားပါကိုကားဝက်ရှော့ပဲသင်တော့မယ်ဆိုပြီးအဲ့လိုပြောပြီးတော့ကျွန်တော်ကားဝက်ရှော့ကားဘော်ဒီအဲ့ဒီဘွားတွေကိုအစဉ်စဉ်ရောက်သွားခဲ့တာအဲ့မှာကျွန်တော်ကြောင်းထွက်လိုက်တာအဲ့ဒီချိန်မှာကျွန်တော်ကားဘော်ဒီယုံမှာရောက်တဲ့ချိန်မှာကြောင်းဖွင့်တာကြောင်းဖွင့်တော့ကြောင်းသားလေးတွေကလာတဲ့ချိန်မှာကျွန်တော်က ကားလေးနဲ့ကိုယ်ရေကြည့်ပြီးတော့ကျွန်တော်မျက်ရည်တွေကျလာကျွန်တော်ကျွန်တော်ကြောင်းတက်ချင်တာလေကြောင်းတက်ခွင့်မရဘူးအဲ့ကျတော့မေးကြောင်းပြန်တက်ချင်တယ်လို့မေးစီခွင့်တောင်းတော့မေးကငါသားရဲ့တဲ့မတက်ချင်ပါနဲ့တော့တဲ့ကြောင်းတက်မယ်ဆိုလေကြောင်းကနောက်ကျပြီတဲ့အခုကြောင်းတက်နေတာလဲလာမနေကြတော့ဘူးတဲ့ဒါပြန်သိမ့်မယ်ဆိုရင်နောက်ပိုင်းလိုက်စာလည်းမမီတော့ဘူးဒီပညာလေးဒါဆုံးခန်းနိုင်သိမ့်ပြီးတော့ဘွားကိုကောင်းကောင်းမွန်မွန်ရက်တည်ပါတဲ့ဟိုမီတို့ပွဲရအောင်ဒီထားပေးဖို့လဲခက်ခဲလိမ့်မယ်ထင်တယ်တဲ့နောက်ကျရင်အဲ့ဒါကြောင့်မလို့ငါသားရဲဆိုတော့ အလိုလေးပဲကျွန်တော်ကြောင်းနေတဲ့အရွယ်တွေကျွန်တော်စိုင်ရှိရဆရာစိုင်ရှိရဖြတ်တော်တယ်ကျွန်တော်မျက်ရည်ကြပြီးငိုခဲ့ရတာအဲဒါကားလေးနဲ့ကားလေးကို꿰ပြီးချောင်းချောင်းကြည့်တာကျွန်တော်ကသူတို့လိုရွယ်တူတွေဆိုတော့ကျွန်တော်ကြောင်းမနေရတော့ရှက်တာပေါ့နော်ကြောင်းနေနေချင်တာအဲ့ချိန်မှာကျွန်တော်အဓိကပြောချင်တဲ့ချက်ကဘဝဘေးချိန်တွေဘလို့ပဲဖြစ်ဖြစ်ကိုရွယ်တူတွေကိုကြည့်ပြီးမော်ကြည့်ခဲ့ရတဲ့ကျွန်တော်ဟာဟိုမိမိဘဝကိုရက်တည်ဖို့အတွက်ဒါတမှုဝန်ကြောင်းပညာသင်နေတာဖြစ်တဲ့အတွက် ဟိုရည်ရွယ်ချက်လည်းကောင်းတယ်လို့လှုပ်ဆောင်ချက်တရားလည်းဒါကောင်းတယ်ဗျအဲ့ကကြတော့ကြောင်းမတက်လိုက်ရပင်မဲ့ဟိုကျွန်တော်ရဲ့ဘဝတော့အမကန်ချက်တခုတော့ကျွန်တော်ရသွားလိုက်တယ်အဲ့တော့ပြောချင်တာကမိမိမှာဘလောက်ပဲစဉ်းရဲနှုံးပါနေပါစေအလားအလာရှိတဲ့လုပ်ငန်းတစ်ခုကိုပညာသင်သင်ရင်သင်မယ်အလားအလာရှိတဲ့လုပ်ငန်းတစ်ခုကိုလုပ်သင်ရင်လုပ်လုပ်နေရမယ်ဟိုခြေခံလူတန်းသားပဲဖြစ်ဖြစ်စဉ်းရဲနှုံးပါတဲ့ဒါဒါသမီးတွေပဲဖြစ်ဖြစ် ်ပညာမတတ်တဲ့တိုင်းဝန်ရပဲဖြစ်ဖြစ်ကိုချနာဘုတ်ကိုယက်တီနိုင်တဲ့သူဘဝကိုရအောင်ကြိုးစားအထောက်ထားရမယ်ပြီးရင်ဟိုကိုချနာဘုတ်ကိုယက်တီနိုင်ရုံနဲ့မကဘဲနဲ့ဟိုမိဘတွေလှုပ်ချင်းပြည့်စုံနိုင်တဲ့သူဘဝတွေဖြစ်အောင်ကြိုးစားဖို့ရည်ချက်တွေရှိရမယ်မခံချင်စိတ်တွေခွန်အားတွေသူများတဲ့မွေးရမယ်ဘာလို့ကိုကစင်းရဲတယ်လေစင်းရဲတဲ့ပုံမှာဟိုဘဝကအတိတ်ဘဝပြုတ်ခဲ့တဲ့ကံတွေကြောင့်စင်းရဲတဲ့မိသားစုတိုင်းဝိုင်းမှာစင်းရဲတဲ့ဘဝချင်းတွေနဲ့လာရောက်တာဒီဘဝမှာကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်တာကိုယ့်ရဲ့ဉာဏ်ဖြင်းမှုပေါ့နော်အတိတ်ဘဝပါလာလို့ကတော့ဒီဘဝမှာမတက်နိုင်ဘူးဒါပေမဲ့ဒီဘဝမှာကောင်းကောင်းမွန်မွန်နဲ့ကြီးပွားထူထောင်လုပ်ဖို့ကတော့ကိုယ်မှာခွင့်ရရှိတာပဲလေစူးစမ်းရမယ်လေအဲ့တော့အဲ့ဒီလိုလုံရင်းနဲ့ကျွန်တော်အားငယ်တယ်တင်ငယ်ခဲ့တယ်သူတို့လိုကစားချင်မှာကစားချင်တယ်ဘောလုံးကန်ချင်တယ်ဟိုတတူရွယ်တူတွေသူတို့တွေစာသင်တယ်ပျော်ပန်းစွာဆော့နေတယ်ဩစာရီကျူရှင်တွေမှာစာရီပြိုင်းဩနေရာတွေကြားရတာတွေ ပြည်လွန်ဆော်ကစားတိုင်းတွေ့ရတဲ့ခါဝမ်းနေတယ်ဟိုအားကြတယ်ပြီးရင်မိဘတွေနဲ့သူတို့ကြောင်းနေပါလိုက်ပို့တာတွေမြင်တော့ဟိုတင်ငယ်စိတ်တွေလည်းဝင်နေပေါ့နော်ရှိပါစေဒါသဘာဝတရားပဲပဲတတ်နိုင်မလဲနော်ကိုယ့်ရဲ့ကံပေးခြင်းနေနဲ့ခြင်းနေတွေကအမျိုးမျိုးရှိတာပေါ့အဲ့တော့အဲ့ဒါတွေရှိတဲ့နေသားမှာမိမိမှာစောက်တရားမဲ့စိတ်ကလေးကိုကျွန်တော်ပြောချင်တာပါအဲ့တော့မိမိမှာခြေကံလူတန်းသားဖြစ်နေသလားစင်းနုံပါတဲ့သူဘဝကိုရောက်နေသလားဒါမှမဟုတ်ရင်တင့်တင့်နဲ့ချင်းနေမှာရှိသလား ကိုယ့်ထက်ကြီးပွားတဲ့သူကိုယ့်ထက်အောင်မြင်နေတဲ့သူကိုကြည့်ပြီးအားငယ်နေသလားတင်ငယ်နေသလားအဲ့ဒီလိုဆိုရင်ဘယ်လိုစိတ်မွေးပေးရမလဲဆိုတော့ငါမွေးဖွားလာတဲ့မိသားစုသည်အခြေခံလူတန်းစားမှမွေးဖွားလာတာဖြစ်သည့်တော်ချမ်းသာတဲ့မိဘတွေရဲ့ပြည့်စုံဆောင်ရှောက်မှုကိုရတဲ့မျိုးငါမမျော်လင့်သင့်ဘူးနံပါတ်1နံပါတ်2ချက်ငါသည်ငါဖိနေငါမိရှိတဲ့ခွန်အားလေးနဲ့ငါ့ကိုလူလားမြောက်အောင်ကြွေးထားပေးပြီပဲ ငါမှာခြေတွေလက်တွေပြည့်စုံအောင်ပါနေပြီပဲငါသူတို့လိုချမ်းသာအောင်ကြီးပွားအောင်ငါမှာကြိုးစားခွင့်ရှိနေတာပဲငါကြိုးစားမယ်ဆိုတဲ့စိတ်တနေ့ငါချမ်းသာရမယ်သူတို့လိုကြီးပွားရမယ်ဆိုတဲ့စိတ်လေးမွေးရမယ်အဲ့နှစ်ချက်မွေးလိုက်ရင်သူကဘာဖြစ်လာလဲဆိုတော့နံပါတ်၁ကံကြောင့်ဘဝပြည့်ချင်နေရအားနည်းတဲ့မိသားစုမှာရောက်နေတာကိုလက်ခံနိုင်ရင်လောလောဆယ်စိတ်ချမ်းသာသွားမယ်ပြီးရင်တချို့ကမိဘတွေကိုပြစ်တင်တာရှိတယ်ပြစ်တင်ကြမလို့ဘူးမိမိ ကံကြောင်းတရားကြောင့်ပြုခဲ့တဲ့ကံတွေကြောင့်စင်းရတဲ့မိသားစုတွေမှာလာမွေးဖွားတာကောင်းကောင်းမွန်မွန်ချမ်းသာတဲ့ဘဝကိုရချင်ကောင်းကောင်းမွန်မွန်ဒီဘဝမှာကောင်းကောင်းမွန်မွန်ကုသကောင်းမှုတွေပြုပြီးတော့ကောင်းကောင်းမွန်မွန်ဒါကြိုးစားအထောက်ရင်နော်ကြီးပွားတဲ့ဘဝတစ်ခုမှာပြန်ပြီးတော့ဒါရနိုင်တယ်ဒါတန်ត្រာဝေဆင်းရမှလွတ်ဖို့အတွက်ကြိုးစားရင်းနဲ့မလွတ်ခင်မှာဒါကောင်းမွန်တဲ့မိဘတွေစီမှာမွေးဖွားနိုင်တာပဲဒါအခုလေကျွန်တော်မိဘတွေမကောင်းမွန်လားဆိုကောင်းမွန်တယ်ကျွန်တော်အဓိကပြောချင်တဲ့ main တော့ချက်ကစက်တလောက်စင်းရပြီးစီစင်းရတာအဟောပုံမှာဟို အားငယ်ပြီးတော့စစ်တဲ့ကြပြီးရင်ကြရင်လည်းဘာမှမလုပ်ချင်မကန်ချင်မဖြစ်နဲ့စင်ရတဲ့သူကជីវွားဖို့အတွက်စန့်ကျင်ဘက်ရလက်ကအလွယ်ဆုံးဖြစ်နိုင်ဆုံးသူပဲလူတယောက်ဟာဒုက္ခရောက်ပြီးဆိုမှမိမိရဲ့ရှိသမျှခွန်အားညံအားကိုတုံးတာပုံမှန်ချင်းနေမှာမတုံးဘူးအဲ့တော့တင်းလူမျိုးကအတတ်နဲ့ရင်ရပြီးဆိုရှိတဲ့ပါဝါအကုန်တုံးတယ်အဲ့ဒီတော့ချမ်းသာတဲ့မိသားစုရဲ့တာသမီလေးတွေကချမ်းသာဖို့နှီးစက်တယ်လို့စင်ရဖို့ ပိုး၍နီးစက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သားကိုကျွန်တော်လက်တွေ့ကြည့်တယ်သူဟာထမင်းစားဖို့အတွက်ဘာမှပူပင်စရာမလိုပူ तू အိမ်မောင်ကလေကားဆင်းလာလိုက်ပြီဆိုတော့ねထမင်းပွဲရန်နေမယ်ထမင်းစားတော့မယ်ပြောလိုက်ရုံပဲတစ်ခါတစ်ခါသူခေါ်တော်ကြည့်ရတယ်ဒါ तू ပြည်စုံနဲ့မိသားစုထဲမှာ तू မွေးဖွားလာလို့ तू ခွင့်ရည်ရနေတယ်အဟုတ်ပြီအဲရပိုင်ခွင့် ဟိုချမ်းသာမှုပြည့်ဝမှုချမ်းသာတယ်ဆိုတာကြည်ကြည်တက်ပြောတာမဟုတ်ဘူးเนาะစားနိုင်တောက်နိုင်တယ်မိသားစုမှာမွေးဖွားလာတဲ့အတွက်စားရင်တောက်တော့မပူရတာကိုကဒီဟာလေးနဲ့ပတ်သက်ပြီးမပူရတဲ့အလျောက်ပေါ့ပေါ့ပါပါတက်တက်တတနေရင်တော့အင်းပူရမယ့်ချိန်ရောက်တိုင်းဒုက္ခရောက်မှာပဲလीမိဘတွေရှာကျွေးနိုင်တဲ့ချိန်မိဘတွေရှိတဲ့ချိန်တော့ဟုတ်တယ်လीကိုဝမ်းတစ်ခါအတွက်ကိုလောရမယ့်အရာတော့ကတော့မိမိမှာအရေးချင်းပြည့်ဖို့သူကြိုးစားနေရမှာပဲ ။ तू မကြိုးစားရင်မိဘတွေမရှိတော့တဲ့နောက်ပိုင်းမိဘတွေမပြေလည်တော့တဲ့နောက်ပိုင်းအကြောင်းမျိုးမျိုးနဲ့ခက်ခဲတွေကြုံတွေ့လာရင်တော့အေးအဲ့ချိန်ဒုက္ခလှလှတွေ့မှာဗျာ။ခုနေခါတော့မတွေ့ဘူးလေ။ဒါကျွန်တော်တအားဟုတ်ပဲကျွန်တော်ပြောတယ်။ကျန်တဲ့မိသားစုရဲ့တာသမီတွေလေ။လူလိုက်တိုင်းဒါမျိုးပဲလာမှာပဲ။နော်ဒါမျိုးပဲလာမှာပဲ။ကြီးပွားတိုးတက်နေတယ်ဆိုပြီးမာမာနာတက်လို့မရဘူး။ကြီးပွားတိုးတက်နေတယ်ဆိုပြီး तू အများရန်ချမ်းသာမယ်လို့တွေးလို့မရ။ကြီးပွားတိုးတက်နေတဲ့ तू အောင်မြင်နေတဲ့မိသားစုရဲ့တာသမီကကြီးပွားတိုးတက်ဖို့ရာခိုင်နှုန်းဟာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီးစူးစမ်းအထုတ်မယ်ဆိုရင်ယာနုံပြေပဲသေချာပြီးသားပဲဘာလို့ဆိုတော့အရင်နေ့သေချာပြီးသားလေလင့်နေစီးပွားလုပ်ငန်းရှင်တွေနဲ့အခြေဆက်တွေသေချာပြီးသားတွေလေအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းဟိုအောင်မြင်ပြီးသားလုပ်ငန်းကြီးကိုဝင်ဦးစီးလိုက်အောင်မယ်ဆိုတော့အဲ့တော့သူဟာတင်တင်တင်လိုက်တဲ့ပညာရက်ကိုသင်မယ်မှန်မှန်ကန်ကန်နှလုံးသွင်းပြီးမှန်မှန်ကန်ကန်စူးစမ်းအထုတ်မယ်ဆိုအောင်မြင်ပြီးသားပေါ်မှာအောင်မြင်ပြီးသားထက်ဆင့်သွားတယ်ဟုတ်တယ်ရာခိုင်နှုန်းကတရားရာခိုင်နှုန်းကိုနီးနီးရှိတယ်ဟုတ်တယ်ဒါတော့ဟုတ်တယ်အင်းဒါပေမဲ့ လူအများကြီး196ယောက်ကမကြည်ဝါဘူးအောင်မြင်တဲ့သူရဲ့တာသမီချမ်းသာတဲ့သူရဲ့တာသမီအလိုလိုက်ထားတဲ့သူရဲ့မိဘတွေရဲ့တာသမီမကြည်ဝါတာ196ယောက်ပဲ196ယောက်ကလုံးဝမကြည်ဝါဘူးတိတ်ကခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကသူကသူခွန်အားကို तू မတုံးဘူးမိဘရဲ့ तू ကအရေးကိုနင်းတယ်မိဘရဲ့အရေးကိုမှီခိုးတယ်မိဘရဲ့ကျိုးစားအထုံးမှုရဲ့အရေးအာဝါတာကြီးအောက်မှာနေတဲ့ခါကျတော့စားတော့ဖို့အတွက်လည်း ပြင်းပြင်းမှန်မှန်ခက်ခက်ခဲခဲမတွေ့ရတဲ့ခါမှာစူးစမ်းအထုတ်ခြင်းစိတ်မရှိဘူးပညာသင်ဆိုလို့သင်တာစာကျက်ဆိုလို့ကျက်တာကျောင်းသွားဆိုလို့သွားတာဒီအင်္ဂလိပ်စာကျူရှင်ကိုသင်တရုတ်ကျူရှင်ကိုသင်ဆိုလို့သင်တာသူစိတ်နဲ့သူ့ကိုယ်နဲ့လှုပ်ခြင်းစိတ်ကတော်တော်ရှားတယ်ဒီဘက်ကပိုဆိုးတယ်ဂိမ်းတွေတစ်တော့တွေ Facebook တွေအများကြီးပဲကျွန်တော်တို့မသိတာတယ်သူတို့မှာ personality ပြည်စုံအောင်နေရတဲ့အပြင်အပန်းဖြေစရာတွေအများကြီးဗျာ TV ရှေ့မှာလာကြည့်ရတာရင်တော့မိသားစုလိုက် ခုကမဟုတ်တော့ဘူးအိမ်သာထဲလည်းဒါပဲရေချိုးကန်းနဲ့နော်စာကြည့်တဲ့သပွဲနာအိမ်ယာထဲမှာသမင်းဆိုင်ဘယ်နေရာဖြစ်ဖြစ်ဒါပဲဗျာအကားမောင်းရင်တော့တုံးလို့ရတယ်အဲ့တော့သူတို့တို့အောင်မြင်မှုကယာကန်တော့ဒါအနေသွားပြီဗျာအဲ့တော့စင်းရတဲ့မိသားစုတိုင်ဝင်ပေါက်ဖားလာတဲ့လူငယ်များအောင်မြင်မှုရဖို့မတရားခက်ခဲပါလေ69ယာကန်တော့ခက်ခဲတယ် ဒါပေမဲ့90ကိုရာခိုင်နှုန်းကတေးကြတယ်ခမရတို့ထဲမှာမမြင်ရတဲ့ခမရတို့ရဲ့ရှိနေတဲ့လူစွမ်းအားရင်းမြစ်ကို ထုတ်ပေးတဲ့အရာကစင်ရဲ့ချင်းဆိုတဲ့အရာကခမရတို့ထုတ်ပေးနေတာစင်ရဲ့ချင်းကိုကအောင်မြင်ဖို့တော့ကြပဲမပြည့်စုံချင်းကိုကကြီးပွားထုတ်တတ်ဖို့အတွက်မင်းတော့ချက်ကြီးအထုတ်ကြီးပဲခမရတို့အဲ့ဒါကိုသုံးချစင်ရဲ့နေချင်းအစာအိမ်စာငတ်မွတ်နေချင်းရှားပါးနေချင်းကခမရတို့အောင်မြင်ဖို့အတွက်မင်းတော့ချက်ပဲ ဲ့ဒါကြောင့်မို့လို့စင်းရဲနေခြင်းသည်မိမိအခွန်အားညာအားကိုထုတ်သုံးတယ်အဖေမစားဘူးအမေမစားဘူးငါလည်းမစားဘူးဟုတ်တယ်အဲ့တော့ငါလည်းကြိုးစားအဖေလည်းကြိုးစားမေလည်းကြိုးစားကိုကြီးလည်းကြိုးစားမမလည်းကြိုးစားဆိုတာဖြစ်သွားတာနော်အဲ့တော့အဖေလည်းဇိန်နဲ့သွားကန်းကြီးသွားနားလို့ရတယ်အမေလည်းဟိုတယ်မှာနားလို့ရတယ်မမလည်းနားလို့ရတယ်မောင်လေးလည်းနားလို့ရတယ်ဆိုရင် ဘယ်လိုလုပ်လုပ်ငန်းလုပ်ဆရာလိုမှာတော့လုပ်ငန်းတွေစူးစမ်းအထောက်အမှုတွေရော့တယ်။ရှာရှာပါပါစီးပွားရေးကိုစိတ်ဝင်စားတဲ့သူတွေမှသာလင်ရှင်နေရင်းဆွဲလုပ်ငန်းကိုထပ်ပြီးတော့ပံ့ပိုးမယ်ထပ်ပြီးတိုးချဲ့မယ်ဆိုတဲ့တရားမှာတရားလောက်ပဲရှိနိုင်တယ်ရှားပါတယ်။ကျွန်တော်တွေ့ရတဲ့လောက်ကတော့လုပ်ငန်းရှင်ရဲ့တာသမီတွေအဲ့လုပ်ငန်းဝင်ဦးစီးတာရှားတယ်။လုပ်ငန်းရှင်ရဲ့တပည့်တွေကကြီးပွားသွားတယ်။ကျွန်တော်တို့ပဲဒီခုဆိုင်ခွင်းတာလေအများကြီးပဲဗျာ။ ျွန်တော်သားဆိုင်ခွဲဖို့ခင်ဗျစတိအာကုန်စော်ဖို့တော့တော်တော်ကိုတင်ထားရတာဒါလည်းမကျွမ်းဘူးဒါငငယ်ငယ်တော့ကဒါပြောလို့ရတာခုတင်ခိုင်းတင်မှာမဟုတ်တော့ဘူးလေနိုင်ငံခြားကနေရင်းနှီးမြှုပ်နှံမှုနဲ့ပစ္စည်းတွေတင်ပြီးတော့ရောင်းပါလားပုံပေါ်ပါပါနဲ့ရင်းနှီးကိုအာကိုပြီးလုံမယ်ဆိုတဲ့ဟာတွေဖြစ်လာပြီလက်မှုနဲ့ပညာတင်ပြီးတော့လို့မလုပ်တော့ဘူးအဲ့ဒါခြေကံလူတန်းစားတွေရနေပြီးတော့အဲ့ဒီပညာရက်တွေလူတိုင်းမလုပ်နိုင်တဲ့ဟာကိုစူးစမ်းအာကိုတင်စူးစမ်းအထုတ်မှုနဲ့လုံး ပညာတွေရအောင်သင်ပြီးအဲ့ပညာတွေနဲ့လက်မှုပညာတွေနဲ့လှုပ်စာကြီးပွားတိုးတက်နေတဲ့မိသားစုတိုင်းဝန်ကလာအားတာဗျာပညာရှင်တွေဘာလို့သူတို့ကခွန်အားကိုခြိခံပြီးတော့ပညာသင်ထားလို့အဲ့ပညာသူတို့မှပဲတက်တာဗျာပညာရှင်တွေဆိုတာကခြိခံလူတန်းစားမှာရတာနော်စာပေနဲ့ပတ်သက်တဲ့ပညာပိုင်းတို့အဲ့ဒါကတော့ကြီးပွားတိုးတက်သူတွေမိသားစုတွေပညာရှင်တွေရဲ့တာသမီတွေရနေပြီးတော့ဘွဲတွေရတယ်ဒါတော့တပိုင်းရှိတယ် ဆရာဝန်ရဲ့တာသမီကဆရာဝန်ဖြစ်တာတွေပါလေရှိတယ်ဒါသူ့ရဲ့မျိုးရိုးလိုက်ပြီးတော့စာကြိုးစားလာတာလေဆရာဝန်ရဲ့တိုင်းဝိုင်းကမဟုတ်ဘဲနဲ့လေဆရာဝန်ဖြစ်တဲ့သူတွေရှိတယ်ရှိပြီစီဒါလည်းပဲကြိုးစားအထောက်မှုကြောင့်ဒါပေမဲ့အတမူးကြောင့်ပညာရက်တီးလို့မြင့်တိလိုင်းမဲ့ဖြစ်ဖြစ်လုံးတဲ့လုပ်ငန်းတစ်ခုကိုအောင်မြင်ဆုံးဖြစ်အောင်ကတော့စင်းရင်လုံးပါသူကပိုးပြီးကြိုးစားကြိုးစားတယ်ခခနာကိုနဲ့ပတ်သက်ပြီးအကုန်ရုံးတယ်ရင်းတယ်စာရေးစာကျွန်တော်တို့ဆိုရင်ကျောင်းနေတော့ကကျောင်းမဖို့မရဘူးကျောင်းမဖို့မရဘူးတမတ်တမတ် ဂျုံလုံးကျော်ပဲဝင်စားလို့ရတယ်။တ냐မုံနေပေါ်တဲ့ခစ်ပေါ်မုံနေဘာမစား။ဘာလို့မစားလဲ။ပတ်စံမှမရှိတာဗျာ။မရှိတော့မစားဘူး။မစားတော့ထမင်းဝအောင်စား။เจ้ามากูยมုံบูไปแต่คายังคายังกาลีดิจนกูยจี้ซ้องอ่ะย่อตะมัดอยู่ตัวซะไอ้ตะมัดญีกูเนี่ยอ่ะเวซ่าอ่ะจုံลุงจ่อลีดิเวซ่าอ่ะตาเกษาไม่ရှိပါဘူးโหดูเหมียวษาโคดามาหมดแล้วชัดเสียไม่รู้ပါဘူးจนเราชี้ตีนน่ะละบัวลีเนี่ยจนเราย้งกันแก่อ่ะไอ้เหรอจนเราซินเยหลู အဲ့ဒီလိုမျိုးအိမ်လေးမှာနေတဲ့အခါကျွန်တော်တမ်းပိုင်ဆ iam တော်ကြီးမော်ကကျွန်တော်ကိုမွေးစားဖို့မိစီတောင်းခဲ့တယ်ဒါကကျွန်တော်ဆ iam ဆီမှာဟိုမွေးစားတဲ့နေရာမှာနေပြီးတော့ရင်ကျွန်တော်နေမယ်ဆိုရင်လည်းဘွဲကပညာတတ်တယောက်ဖြစ်ပြီးတော့ကျောင်းဆရာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆရာဝန်လည်းဖြစ်ရင်ဖြစ်နေမယ်ဟိုကျွန်တော်တို့ရဲ့ချင်းတွေကတင်းဦးလေဒါကတော့တပိုင်းပေါ့ဆ iam ကသူတက်တဲ့ပညာရေးလေးနဲ့ သူရှိတဲ့ခွန်အားလေးနဲ့သူចောင်းရရတဲ့လာတာလေးနဲ့ဒါကျွန်တော်ကိုလူတယောက်ကိုမွေးစားဖို့ဆိုတာခင်ဗျတွက်ကြည့်လိုက်အစာရေသာပြည့်စုံအောင်ចောင်းစိတ်တွေဆ iam ဒါတော်တော်ကိုချစ်လဲချစ်လို့ចောင်းသားလေးပေါ်မှာကိုယ်တပည့်လေးပေါ်မှာတနာလို့ဆ iam ကျွန်တော်ယနေ့ချင်းဒီကျွန်တော်တို့နှစ်စဉ်ဆ iam တီသွားကြတော့တယ်ကျွန်တော်ဆ iam ကျေးဇူးရှိပါတယ်ကျွန်내ဆ iam တွေလည်းကျေးဇူးရှိပါတယ်ဆရာလေးပေါ့နော်ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်ဆ iam တွေကျွန်တော်ဝန်တာမိပါကျေးဇူးကြီးပါတယ်ဆ iam တွေကိုကျွန်တော်ကြောက်ပါတယ်ဒီကနေ့နော်ပြောချင်တာကတော့အဲ့ဒီလိုစင်ရင်နှုံးပါတဲ့ ကျောင်းတော်ဆက်မထားနိုင်တဲ့အခြေအနေရနေပြီးတော့ကိုကိုအိမ်နဲ့ကိုပိုင်ကားကိုပိုင်ဝိုင်းနဲ့နေနိုင်အောင်ကြိုးစားလာတာပဲအဲ့တော့စင်းရုံပါတဲ့ညီလေးညီမလေးတို့ဇွဲမလျှော်နဲ့ဇွဲမလျှော်နဲ့ဇွဲမလျှော်နဲ့ကြိုးစားပြစ်ကိုဖြစ်မှာကြိုးစားတော့ကြိုးစားရမယ်သူတော်ကောင်းကိုပေါ့ချမ်းသာကြီးပွားတဲ့စီးပွားရေးလုပ်တဲ့သူကိုပေါ့နော်ချမ်းသာတဲ့သူကိုပေါ့ဆိုတာစင်းရဲတဲ့သူမပေါ့နဲ့လို့ပြောတာမဟုတ်ကြီးပွားတိုးတက်ခြင်းလမ်းစားတွေကလုပ်ငန်းရှင်တွေစီမှာပဲရှိတာမဟုတ်လို့သူတို့ကိုလည်းပေါ့ တငယ်ချင်းပေါင်းတဲ့ဆိုအကုန်ရှိပြီဒီများလေကောင်းလေပေါင်းတဲ့များလေကောင်းလေဘယ်လိုပေါင်းနေမလဲလို့လို့ကိုလုတ်တဲ့လုံငန်းသူ့ကိုမျှပြီးသူ့လုတ်တဲ့လုံငန်းကိုကိုမျှယူအဲ့လိုတယောက်နဲ့တယောက်ဖလှယ်ပြီးတော့ကြီးပွားတိုးတက်တာနောက်ဝါကြီးလူလူင်းချိတ်တာနောက်ဝါကြီးရဲ့ကျဲလာမှာအောင်းမြင်မှာပေါင်းတဲ့နဲလေမကြီးပွားလေမတိုးတက်လေပဲပေါင်းတဲ့များရမယ်ဒါပေမဲ့ပျက်စီးတဲ့ပေါင်းတဲ့ကိုရှောင်နိုင်ရမယ်ကြီးပွားတိုးတက်ခြင်းအကြောင်းတရားတွေကိုလုတ်တဲ့ပေါင်းတဲ့ကိုပေါင်းရမယ်အဲ့တော့ဆင်းရဲပါစေဘဝဘေးချင်းကြီးဆင်းရဲပါစေဒီဘဝမှာတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားအဲ့ဒါ ကျွန်တော်ခွန်အားပေးတာပြီးတော့ကြီးပွားတိုးတက်တဲ့မိသားစုတိုင်းဝမ်းကညီလေးညီမလေးတွေညီငယ်လေးတွေမိမိကိုမိမိပြည့်စုံနေပြီဆိုပြီးတော့စိတ်ချလက်ချအင်းနဲ့ဂိမ်းတွေဆော့တစ်တော်တွေဆော့ပြီးတော့စိန်နေနဲ့ကောင်းကောင်းစားမယ်ကောင်းကောင်းသွားမယ်ကောင်းကောင်းလည်မယ်ဆိုပြီးအဲ့လိုကြီးပုံစံမနေပါနဲ့ညီလေးညီမလေးတို့နော်အပြောင်းလဲတွေအများကြီးရှိတယ်နော်ပြောင်းလဲတွေအများကြီးရှိတဲ့အခါမှာမိဘတည်ဆုံသွားတဲ့အခါကြံမာကြီးဖောက်သွားတဲ့အခါ အကြောင်းမျိုးနဲ့ရံမျိုး၅ပါးဆိုတာရှိတယ်အကြောင်းမျိုးနဲ့နော်မိမိစီးတဲ့ဥစ္စာတခုခုပျက်စီးသွားတဲ့အခါမိမိမှာဘာမှစီးပွားဥစ္စာရှာဖွေနိုင်တဲ့အရေးချင်းတွေမရှိဘူးဆိုရင်ဂရေ80တထေးသားရှိဘွားတော့တောင်းစားတဲ့ဘွားရောက်သွားတာဒါလေးကိုတတိထားညီလေးညီမလေးတို့ကစူးစမ်းရှိနေတဲ့မိဘလုပ်ငန်းတွေကိုဝင်ဦးစီးမလာမိဘဆရာယင်းဒီတောင်းခံပြီးတော့ကိုယ်တိုင်ရည်ချင်းနဲ့စူးစမ်းမလာနိုင်ငံခြားအနေနဲ့ယင်းဒီမြုံနံမလာသို့မဟုတ်ညီမပြင်မှာပဲလုပ်တွေတူးချက်မလား လုံးကြညီလေးတို့ညီမလေးတို့လူတူတူယောက်ချင်းတိုးတက်မှုကလူတူကိုမိခိုရင်းနဲ့ကိုနဲ့ဆက်သက်တဲ့သူတွေကြီးပွားတယ်ကိုနဲ့ဆက်သက်တဲ့သူကြီးပွားရင်ကိုနဲ့ဆက်သက်တဲ့သူတွေရဲ့ဆက်သက်တဲ့သူတွေကြီးပွားတယ်အဲ့လိုမျိုးတယောက်ချင်းတယောက်ချင်းကနေကျဲကျဲလာလိုက်တာတယောက်ကနေတရွာတရွာကနေတမျိုးနဲ့တမျိုးနဲ့ကနေတနိုင်ငံတနိုင်ငံကနေတကမာလုံးထိပြန်လာအဲ့ဒါကြောင့်တယောက်ချင်းစီကအရင်ကောင်းအောင်လုပ်ရမှာနော်အဲ့ဒါကြောင့်ညီလေးညီမလေးတို့ကြီးပွားတိုးတက်တဲ့သူကအခွင့်အရေး ရာခိုင်နှုန်းအပြည့်နီးပါးရှိပါတယ်ညီလူတို့ပေါပေါတန်တန်မနေပါနဲ့လို့ဒါစင်ရတဲ့သူရောချမ်းသာတဲ့သူရောကျွန်တော်မြစ်တာမျှဝေပါတယ်နော်ကျွန်တော်ဆရာကြီးလောက်တာတော့မဟုတ်ဘူးဒါနေ့တည်းကဖြစ်တတ်လို့ကြည့်ရတာစားဖို့ဝတ်ဖို့နေဖို့ကျမ်းမာရေးကောင်းအောင်ကျမ်းမာရေးမကောင်းရင်စိတ်ကူဖို့ဒီချက်လေးချက်ကတော့ရဟန်းတန်ကလည်းရှားရတာပဲလူလည်းရှားရတာပဲနော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ ကြိုးစားနေရမယ်ရုန်းကန်နေရမယ်ကြိုးစားရုန်းကန်တဲ့ခါမှာ လောဘနဲ့မရှာနဲ့သူများပစ္စည်းကိုပစ္စည်းဖြစ်လို့တဲ့လောဘနဲ့မရှာနဲ့ဖြူစင်တဲ့အရာလေးသူတို့ဘာမျက်ရည်ပူကြတဲ့အရာမျိုးမဟုတ်ပဲနဲ့ဖြူစင်တဲ့အရာလေးနဲ့ရှာတတ်ဖို့လိုတဲ့စီးပွားဥစ္စာရှာတဲ့ခါမှာနော်ပြီးရင်ဒေါသနဲ့မလုံနဲ့မုံပွားပြီးတော့သူတို့ဘက်ကနင့်နာအောင်လုပ်တာတွေမလုံနဲ့ရိုးရိုးသားသားဖြူဖြူစင်စင်လေးရှာမယ်နော်မောဟအမှန်မသိမှုတွေနော်အမှန်မသိမှုတွေနဲ့လုံတင်တာမလုံတင်တာမသိဘူးငွေကပြီးရော နော်သူတပတ်သားနှစ်နာသွားတာလည်းမသိဘူးစိတ်ဝင်စားဘူးကိုရပြီးဟိုဆိုတဲ့စိတ်တွေနဲ့မရှာနဲ့အဲ့သုံးခုတော့ရှောင်းလောဘဒေါသမောဟဒီသုံးခုကင်းအောင်အသိဉာဏ်ပညာလေးနဲ့ရှာမယ်ရှာဖွေရမှာတဘာဝလူတဘာဝမိမိစီမှာရှိမှသူများကိုလည်းကုညီနိုင်တာကိုမိသားစုလည်းလှုပ်ချွေးပြည့်စုံနိုင်တာတန်တရာကောင်းချွတ်တော်လည်းလှူနိုင်တတ်နိုင်တာအဲ့ဒါကြောင့်မလို့စီစဉ်ဥစ္စာရှာဖွေတတ်တဲ့ဉာဏ်မျက်စိလည်းရှိပါစေစီးပွားဥစ္စာရှာတဲ့ခါမှာ လုတ်တင်တာနဲ့မလုတ်တင်တာဓမ္မမျက်စိအတိပညာလည်းရှိပါစေလို့ဉာဏ်မျက်စိနှမျိုးရှိပါစေလို့အကြံပြုပါရစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာအော်တခုမှာဦးမယ်နော်ချမ်းသာတဲ့မိသားစုတိုင်းဝိုင်းကမိဘများတာသမီလေးတွေကိုတကယ်ချင့်ရင်ခိုင်းပေးပါလို့နော်မချမ်းသာဘဲနဲ့လိုလိုက်ထားတဲ့မိဘများ တာသမီလေးတွေကိုတကယ်ချင်းခိုင်းပေးပါလို့သူ့ခြေတော့သူရက်တည်နိုင်ပြီးတော့သူ့ဝင်ဝင်နဲ့သူနေထိုင်နိုင်အောင် လုပ်ပေးပါခမားတို့ကျွန်တော်တို့တွေကနော်အသက်ရွယ်ရ40ကျော်ပြီဆိုတာနဲ့တဝက်ပြီးသွားပြီကျွန်တော်တို့တွေမျက်စိမှိတ်သွားတဲ့ချိန်သူတို့ခြေတော့နဲ့သူတို့ရက်တည်နိုင်ဖို့အတွက်လှုပ်ပေးထားပါသူတို့ကိုနေရာတစ်ခုပေးထားပါလုတ်ကင်နိုင်စွမ်းနေပေးထားပါလုတ်ကင်ခြင်းစိတ်တွေကိုလုတ်ပေးထားပါ ကျွန်တော်တို့ကစိတ်မချလို့ကိုယ်တိုင်လိုက်လုပ်ပြီးကိုယ်တိုင်လိုက်လုပ်ပြီးနဲ့ទីသွားခဲ့ရင်ကိုယ်တိုင်လိုက်လုပ်ပြီးမဲ့သူကိုသူတို့ကမရှိတော့တဲ့ခါမှာသူတို့တွေကလက်အော့လက်အိမ်နဲ့ပြန်နိုင်တဲ့ငှက်ငယ်လေးလိုဖြစ်သွားမှာအဲ့ဒါကြောင့်တကယ်ချင်းလောကကြီးထဲမှာအသိပညာလာပေးလှုပ်ပေးမှရမယ်လို့ကျွန်တော်ဒီနေ့ကနေအကြံပြုပါရစေအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ